ရုရှားမှာပတ်လွတ်ပေးကြတယ်ပြောတာတဘာဝတရားကြီးကတောင်လက်မခံနိုင်လို့ငလင်တွေတောက်လျှောက်လုပြနေပြီလို့ဖုံးဝင်နာနဲ့ဘာကြီးကတောက်လျှောက်လွတ်တော်တယ်။ဒါကပြောကြင်စောကြီးလာရင်ဖြစ်တတ်တယ်ဘာကြီးရဲ့အရေးမရှိဖျားမရှိထုံးစံ။ဒါပေမဲ့ရုရှားဆိုတဲ့ဇာတ်ကားကြောင့်ရုရှားမှာမင်းအောင်လိုင်းထမင်းလို့မယူးယုံတမဲညူးနေတဲ့ကိစ္စမှန်တန်းတီးလိုက်တယ်။ခေတ်တည်းကဘာမှတခါမှမကြဘူးတဲ့။ တန်ခင်းတမန်ခင်းစကားကိုပြောဖို့မင်းအောင်လိုင်းတေချာပြင်ဆင်သွားခဲ့တယ်။ပြီးတော့သူဘာပြောပြောမြမပြည်သူတွေတော့မကြားလောက်ပါဘူးလို့တွက်သွားခဲ့ပုံလေးရတယ်။ရုရှားမီဒီယာတွေကမင်းအောင်လိုင်းယူချက်ကိုစဉ်းစားမဖြတ်ဘဲဓာတ်ရိုက်တင်ဆက်ခဲ့လေတော့မြမပြည်သူတွေဟားလိုက်ရတာအလုံး။အဲဒီနောက်မက်ရှလ9ရက်မနက်ကစပြီးအေယာဝတီတိုင်းမအူပင်မြို့နယ်ကိုဗဟိုပြုပြီးငလင်တွေဆက်တိုက်လုပ်ခဲ့တယ်လို့ အဲ့ဒီနေ့မွန်လဲပိုင်းမှာလဲစကိုင်းတိုင်း homeless မြို့နယ်ကိုဗဟုပြုငလင်တွေဆက်လုပ်တာကြောင့်ဘာကြီးပြောတဲ့အတိုင်းတဘာဝတရားကတော့လက်မခံဘူးလို့ဆက်ဆက်တွေးရတော့မလို့ပူတင်ကိုစကြဝဠာမင်းလို့မပြောတာပဲကံကောင်းလို့ဘာကြီးကဆက်ပြောတယ်အမှန်ပဲမင်းအောင်လိုင်းမြောက်ချက်ကဒီနေ့ခေတ်စကားနဲ့ပြောရရင်တကယ့်ကို9 plus အဆင့်မက်ရှလာ၄ရဲ့ Kremlin နန်းတော်မှာရုရှားအာဏာရှင်ပူတင်နဲ့တွေ့တော့ မရောက်နိုင်ကဘီရင်ကြီးတစ်ပါးတစ်ဖွဲအလေးပြုခဲ့တယ်လို့လည်းသတင်းတွေကဆိုတယ်။မရောက်နိုင်အလေးပြုပုံပြုနေကိုမမြင်လိုက်ရပေမဲ့ရုရှားခီးစင်မစတင်မိအချိန်ကလေးကမော်စကိုကိုစင်ပေါက်လေး6ကောင် လက်ဆောင်ပနာဆက်တာပြီးအင်ပါယာမင်းဧကရစ်ကိုချွန်းချက်မရှိတစ္ဆာခံမှာကြောင်းအဆောက်ရှောက်ခံဘီရင်ငယ်လေးကဥခိုင်လျှောက်ထားခဲ့တဲ့ပုံ ပူတင်နဲ့မင်းအောင်လိုင်းတွေ့ဆုံမှုရုတ်တံထုတ်လွှင့်တာကိုကြည်လိုက်တော့ဆော့ဆာချင်မှာပဲ ပူတင်ဟာမျက်စွာဖျားလက်ထက်ကတောမကျွမင်ဖြစ်ခဲ့ကြောင်းနဲ့စဖွင့်နေ။တောမကျွမင်ဟာတက်ကရစ်2000ကျော်တဲ့အခါအတုမရှိလက်နက်ဝိစာဘရရှာအီဂရီမင်ဖြစ်လာလိမ့်မယ်လို့ဖျားရှင်ဗျာဒိတ်ပေးခဲ့ကြောင်းမင်းအောင်လိုင်းကအတုမရှိတဲ့တန်ကင်းတမန်ကင်းစကားဆက်ပြောတယ်။ပြီးတော့အဲ့ဒီရုရှားအီဂရစ်ဟာမြမဘရင်တွင်နဲ့လည်းချစ်ကြည်ရင်းနှီးတဲ့မဟာမိတ်ဖြစ်ပေလို့ဖျားကဗျာဒိတ်ပေးခဲ့ကြောင်းဆက်ပြောပြန်တော့ ရုရှားနဲ့မြန်မာဖျားပြားတဲ့မဟာမိတ်ဆွေဖြစ်ကြောင်းပလုံကွဲရေကတိကြရတော့တယ်။မင်းအောင်လိုင်းကအရွှေတော်ပူတင်တင်ရုရှားဘရင်မဟုတ်အကျွန်ုပ်ဒီလေမြန်မာဘရင်ဖြစ်ကြောင်းတက်တဲ့မပြောရုံတမဲညွှန်းဆိုလီပြန်တော့ TV မှန်သားပြင်မှာတွေ့ရတဲ့ပူတင်ရဲ့မျက်နှာကကြောင်စီစီငါကအာနာတာယူတာမင်းအောင်လိုင်းကအာနာဒီမကဘရင်ယူပါယူခါနေတာလို့ပူတင်တွေးမိလေသလားမပြောတတ် ရာသက်ပန်တမလာကြီးပူတင်ရဲ့တသက်တာအခုလိုတဏမန်စကားဒီတစ်ခါသာကြားဖို့မှာတော့တေးကြရဲ့ဘလို့ပဲဖြစ်ဖြစ်မယောင်နိုင်ကတော့သူ့ကိုနိုင်ငံခေါင်းဆောင်ကြီးအဖြစ်အလဲပတ်ခရီးဖိတ်တာဒီတနိုင်ငံတဲတာရှိတာကြောင့်သိပ်ပျော်နေတာအမှန်ပူတင်ဆိုရာဆရာသခင်အစ်စ်မဟုတ်ကမ္ဘာအရှင်အဓိပတိအာနာရှင်ကြီးအဖြစ်ဖျားနီနီကိုးကွယ်နေရသူဖြစ်ကြောင်းပူတင်မမြင်မြင်အောင်ယိုကျိုးပြခွင့်ရခဲ့တာကိုလေမင်းအောင်လိုင်းကကြေနက်နေတဲ့ပုံ ပြီးတော့ထဝယ်အထူးစီးပွားရေးဆောင်နျူကလ িয়ার ဒါတာဘေးစရုံရွှမ်းအင်ညီပညာဘန်းလုပ်ငန်းခီးတွားလုပ်ငန်းအလုံသမားပို့ဆောင်ရေးစတဲ့စီးပွားရေးနယ်ပယ်၁၀ခုကျော်ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှားတွေအထက်လိုက်လက်မှတ်ထိုးခဲ့နိုင်တာကြောင့်အကောင့်ထဲဖွင့်နိုင်တာမဖွင့်နိုင်တာအပထားဘာပဲဖြစ်ဖြစ်လက်မှတ်ရဲ့တထောင်ထောင်နဲ့တရုတ်ကြီးကိုတောင်ကက်ကြွားလို့ရတယ်မဟုတ်လားဒါရင်ဘဲကအောင်မလဲ မေ9ရက်မှာကြာရောက်မဲ့20ပြည့်မော်စကိုအောင်ပွဲနေ့စီရေးပြချီတက်ပွဲတက်ရောက်ဖို့မင်းအောင်လိုင်းကိုပူတင်ကဖိတ်ကြားခဲ့တယ်လို့အဲ့ဒီစီရေးပြချီတက်ပွဲမှာမြန်မာဆက်တက်တဖက်ပါဝင်ချီတက်ခွင့်ရမှာကြောင်းမင်းအောင်လိုင်းအပြော်ရီပြီလို့မင်းအောင်လိုင်းကနိုင်ငံတကာခေါင်းဆောင်တွေတက်ရောက်တဲ့ပွဲမှာအကျွန်ုပ်ဒီလေတိုင်းပြည်ခေါင်းဆောင်တယောက်ပါဆိုပြီးလမ်းတလာခြင်းနဲ့သူအရင်ဆရာနာရှင်ခင်ညွတ်နဲ့မချပွဲတက်မင်းသားကြီးဖြစ်ခြင်းသူ ရှာရှာပါပါ2021ခုနှစ် AP 24ရဲ့ဂျာကာတာမှာကျင်းပတဲ့အာဆီယံခေါင်းဆောင်တွေရဲ့အစည်းအဝေးတက်ရောက်ခွင့်ရခဲ့ပြီးမဲ့အာဆီယံခေါင်းဆောင်တွေကအာဏာသိမ်းတာကိုလက်မခံကြောင်းခေါ်ငေါက်တဲ့ပွဲမြောင်းလိုင်းစကားတခွန်းအောင်မဟနိုင်ခဲ့တဲ့ဘဝ2023ခုနှစ်အောက်တိုဘာဘေကျင်းမှာကျင်းပတဲ့တတိယအကြိမ်မြောက်ပိုလန်မှဖိုရန်နှုန်းကလည်းပွဲတက်ချင်တာမှဒပိုင်းတွေဘဝမရောက်ရုံတမယ်ဖြစ်ခဲ့ပြီးမဲ့ တရုတ်အစိုးရကအဖက်လုံးမဖိတ်ခဲ့တာကြောင့်နေပြည်တော်မှာအန်တင်းတင်းကျိတ်တောက်ပြင်းပြင်းခက်ယုံတာတက်နိုင်ခဲ့တဲ့ဘွာ2022ခုနှစ်စက်တင်ဘာရုရှားမှာပြုတ်လုတဲ့ခုနှစ်ကြိမ်မြောက်အရှေ့ပြားစီးပွားရေးဖိုရမ်တက်ရောက်ခွင့်ရတော့ကလည်းပူတင်နဲ့တွေ့ခွင့်ရယုံကလည်းအဖက်လုံးသူမရှိပေမဲ့ဘာပဲဖြစ်ဖြစ်နည်းနည်းတော့ပျော်ခဲ့ပုံရတယ်2024ခုနှစ်နိုဝင်ဘာတရုတ်နိုင်ငံကူမဲမြို့မှာပြုတ်လုတဲ့ ဟာမဲကောင်အစီအဝေးတက်ရောက်ခွင့်ရခဲ့ပြီးတရုတ်လာအို ကမ်ဘောဒီးယားထိုင်းဝင်ကြီးချုပ်တို့နဲ့တီးခြားတွေ့ဆုံခွင့်ရခဲ့တော့ပစိုးကွန်တိုင်းမကမီယုံတမဲကူမင်းကနေနေပြီးတော့အပြန်စိတ်ချရတဲ့တပည့်ကျော်အယူပုံမြောက်တွေက အောင်မွဲခံကျိုးစိုးပွဲတွေတခန်းတနာလှုပ်ထားပြီးတော့မင်းအောင်လိုင်းတိတ်ကြည်နက်ခဲ့တယ်အခုလဲတိတ်မကြတော့တဲ့အချိန်မှာနျူကလ িয়ার ရွှေရင်နဲ့တနိုင်ငံလုံးအနှံ့မီးထိန်ထိန်လင်းတော့မှလို့ နျူကလ িয়ার လက်နက်ကြီးပဲပိုင်ဆိုင်တော့မှလို့လို့ချောင်းဝဲထူးစီဝါရေးစုံနဲ့ရုရှားဝင်လာပြီးမို့တိုင်းပြည်စီဝါရေးနေချင်းကြီးလာတော့မှလို့လို့ဝါရဖြန့်အလုံးတွေတွင်တွင်သုံးကရုရှားကနေအပြန်အောင်ပွဲခံနေလေရဲ့ဘာပဲဖြစ်ဖြစ်မြောက်နိုင်ကိုကလန်ကျင်နေတဲ့စစ်အုပ်စုဝင်တွေအပေါ်ဟိတ်လုံးဟန့်လုံးတွေနဲ့နည်းနည်းဖြစ်ငြိမ်စေးကျွေးနိုင်သွားတယ်မြောက်နိုင်တိတ်ပြော်ခဲ့တယ်မြောက်နိုင်ကိုကိုကိုမြမပရင်လို့ပြောရတဲ့အထိ စီးလို့ဝါလို့ကိုပြောခဲ့တယ်။ရုရှားခီးစင်တဲ့တဆက်ထဲဘယ်လာရုစ်နိုင်ငံရောက်တော့စစ်ကောင်စီရွေးကောက်ပွဲကိုဒီနှစ်ဒီဇင်ဘာသို့မဟုတ်2026 January နောက်ဆုံးထားလုပ်မယ်လို့ပြောရတဲ့အထိအတင်ရဲလာတယ်။မတိမချင်းမိုက်ဆက်ဆက်ခင်းသွားမယ်လို့ရုရှားခီးစင်အတွင်မင်းအောင်လိုင်းပြောပြခဲ့တယ်။မင်းအောင်လိုင်းအပေါ်ဒူခါလွန်နဲ့ကျွန်တော်ဘာကြီးကတော့ ပရက်ရှားလာရတာဧည့်သည်လိုမခံစားရဘူးလို့မင်းအောင်လိုင်းပြောခဲ့တဲ့စကားကိုနမိတ်လို့ဆိုတယ်။မင်းအောင်လိုင်းရုရှားပြည်ကိုပြေးရမယ်လို့သူ့ကိုယ်သူနမိတ်ဖက်မိခဲ့တယ်ဆိုတဲ့ဘာကြီးရဲ့စကားဆာရှုသူတွေကရောဘယ်လိုမြင်ကြပါသလဲ။